သဗ္ဗဒါနံတမဒါနံစီနာတိသဗ္ဗဒါနံလုံးစုံသောလူတန်းဇယလူပေဝတ္ထုဒါနမှန်သမျှကိုဓမ္မဒါနံတရားတိဟုသောအလူကစီနာတိအောင်တယ်အလူမှန်သမျှထဲမှာတရားအလူကအမွန်မြတ်ဆုံးတော့ဒီလိုခေါ်တာကြောင့်ဖူးပါလိမ့်မယ်တရားအလူဆိုတာဒါအလူလို့ပြောတော်냐လည်းပဲတရားဟောတာကိုပြောတာ တရားလူဆိုတာမတိတာတွေကိုသိအောင်ပြောပြတာနမလေတာတွေကိုနားလည်အောင်ရှင်းပြပေးတာကံကံရဲ့အကျိုးကိုယုံကြည်လာအောင်သင်္ခါရတရားတွေပေါ်မှာအနိစ္စဒုက္ခအနတ္တလို့မြင်လာအောင်ပြောပြတာမှန်သမျှဟာဓမ္မဒါနအဲဒါနကုလဘကိုမျှဝေခြင်းကိုဒါနလို့ခေါ်ရင်အဲ့ဒီမျှဝေခြင်းထဲမှာတရားကိုမျှဝေခြင်းအသိပညာကိုမျှဝေခြင်းဟာ အမွန်မျက်စွန်လို့ဒီလိုမြတ်ဗုဒ္ဓခေါ်ထားတာရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဘသူကိုပဲပေပေဘသူကိုပဲလူလူလူတာပေတာတွေဟာတရားအသည့်နှလုံးသားထဲမှာရှိလို့ဖြစ်ပါတယ်တဲ့။ဒါကြောင့်တရားကိုမျှဝေတာသည်မျှဝေခြင်းပေကမ်းခြင်းတွေအလုံးထဲမှာအမွန်မျက်စွန်ဖြစ်တယ်လို့ဒီလိုမိန့်ထားပါတယ်။အဲဓမ္မဒါနမဟုတ်ဘဲနဲ့ဤစီဝတ္ထုကိုလှူဒန်းတာဆိုရင် ဒီပစ္စည်းဝတ္ထုကိုလှူဒန်းတာအမွန်မျက်ဆုံးဖြစ်မှလေဒီပုဂ္ဂိုလ်အားလှူဒန်းတာအမွန်မျက်ဆုံးဖြစ်မှလေဥစဉ်တော့အင်္ဂုတ္တရနိကေနဝကနိပတ်မှာဝေလာမသုတ်တံဆိုတဲ့သုတ်တံတစ်ခုလာပါတယ်ဝေလာမပုံနာကြည့်ပါသမယေရှောင်းစီအောင်လှူဒန်းတဲ့ပုံနာကြည့် အနာတပိတတိကိုပုဏ္ဏကြီးအကြောင်းမြတ်ဗုဒ္ဓကပြောပြတယ်။အဲ့ဒီပုဏ္ဏကြီးဟာဓမ္မခန္ဓာပုံ7000ထောင်ကိုအာယုံပြုပြီးတော့ရွှေခက်ပုံ7000ထောင်၊ငွေခွဲပုံ7000ထောင်ပဒမယရဏဆင်ထားတဲ့အပြုကညာပုံ7000ထောင်အစရှိတည်ဖြင့်7000ထောင်7000ထောင်စီလူတန်းတာနေဇောမင်းရဲ့နဒန်တီတဲ့မြည်ရတဲ့စိနေတလို့ပါပဲတဲ့အလူလက်နဲ့ပွားလေးရက်လို့မရှိဘူးအလူပြတ်သွားတဲ့ရက်တွေလို့ မရှိဘူးတဲ့။အော်အရှင်ဘုရားဒါဆိုလို့ရှိရင်သူ့ရဲ့အလိုဟာမဟာဒါနချီးကျင့်မွမ်းမြတ်မွမ်းမြတ်တဲ့အလိုဖြစ်ပါတယ်မလားဘုရား။မဟာဒါနတာမဟုတ်သေးဘူးတဲ့။ဘာရှိလို့လဲဘုရား။သူ့ရဲ့ပရိသတ်အလူကံတွေထဲမှာစတုပတိကံဂါထံလေပါရရှိတဲ့ဂါထာကိုရတဲ့ပုဂ္ဂိုလ်တဥတလေတော့မပါတဲ့အတွက်ကြောင့်အလူခံပုဂ္ဂိုလ်နဲ့မပြည့်စုံတဲ့အတွက်ကြောင့် သူ့ရဲ့အလူပေါ်မဟာဒါနလူတော့မခေါ်နိုင်ဘူးတဲ့လူတဲ့နာဒီဘသူ့ပဲပဲလူလူကုတော်ရပါတယ်တရိษံဘောပဲလူလူလူဘောပဲလူလူဒါပေမဲ့လည်းပဲလူတဲ့လေးပုဂ္ဂိုလ်ရဲ့အကျင့်တီလအပေါ်မှာမုန်တေးပြီးတော့မိမိရဲ့အလူဒါနရဲ့တန်ဖို့ဟာမြင့်မြတ်သွားရပါတယ်တန်ဖို့ဟာကွာသွားရပါတယ်ဒါကြောင့်သူ့ရဲ့အလူဟာတဲ့ ဒိဋ္ဌိသံပါဏံသောတာပတိမဉ္ဇဉ်အမြင်ရှိတဲ့ပုဂ္ဂိုလ်ကိုပုဂ္ဂိုလ်တရားတွေကိုစွန့်ကြွေးတာလောက်မမွန်မြတ်ဘူးတဲ့သောတာပန်တရားကိုစွန့်ကြွေးတာထက်တကတကံတရားကိုစွန့်ကြွေးလူတန်းရတာကပုံမွန်မြတ်တယ်တကတကံပြီးတော့အနာကံအနာကံပြီးတော့ယဟန္တာယဟန္တာပြီးတော့ပိစိကဗုဒ္ဓကိုလူတန်းရတာကပုံမွန်မြတ်တယ်ပိစိကဗုဒ္ဓတရားကိုလူတန်းတာတဲ့ဘုရားမရှိတော့တန်ခါတို့မြောက်ကို စွန့်ဆက်ကလူဒန်းတာကပုံမှန်မြတ်တယ်တဲ့ဒီတော့လူဒန်းစရာအခုကိုလူဒန်းတဲ့အခါမှာမွန်မြတ်တယ်မမွန်မြတ်ဘူးဆိုတာနံပါတ်၁ကိုမှတရားရီယာဖြူစင်မှုနံပါတ်၂လူဒန်းခံရတဲ့ပုဂ္ဂိုလ်ရဲ့တိလဖြူစင်မှုအဲ့ဒါနဲ့ဆိုင်ပါတယ်တရားလေးဖြူမယ်ဟိုဘက်ကပုဂ္ဂိုလ်ကတိလအကျင့်ကိုကျင့်တိလတွေလည်းမွန်မြတ်နေမယ်ဆိုရင်ကိုယ်ရဲ့လူဒန်းမှုဟာလည်းပဲထိတ်တန့်ကိုရောက်နေမှာဖြစ်တယ်အကျိုးပေးလေးပဲတန်မှာဖြစ်ပါလေတဲ့ အဲ့အဲ့ဒီရဲ့အထက်မှာပါရှိလေဆိုတော့အာဂတနာဂတစာတုတ်တိတံသံကံအောက်တိတ်တဝိဟာရံကာရိယဧတံတထောမဟဖလတရံယောချင်းပုဂ္ဂိုလ်သည်စာတုတ်တိတံအရလင်းမြတ်နာမကြွားရောက်လာတဲ့သံကံသံဃာတော်မြတ်ကိုအောက်တိတ်ယေရှုရဲ့ဝိဟာရံကျောင်းတော်ကိုကာလာပေယဆောက်လုံညာအံဧတံထောကျောင်းအလူတီတထောထော အလူဒါနမြန်းစွာထက် မဟဖလတရအတာလွန်ဆုံးပါလူတန်းဖွေရာဝတ္ထုကိုလူတန်းတာတွေထဲမှာကြောင်းအလူဟာအမွန်မြတ်ဆုံးပစ္စည်းဝတ္ထုအနေနဲ့ကြောင်းအလူကိုဘက်ကအလူခံပုံကောကကြာလို့ရှိရင်ဇာတုတိတာဘံကဇာတုတိတာတန်ကဆိုတာလက်ရှိတန်ကတို့တွေလောက်ကိုပဲပြောတာမဟုတ်ဘူးနောင်ရောက်လာမယ့်တန်ကအခုရှိနေတဲ့တန်ကအဲ့ဒီတန်ကတို့တွေအားလုံး သင်္ကတပါးတည်းကိုယေရှုပြီးတော့မဟုတ်ဘူးဘုံဘုံဥဇာကရကိုဝင့်လူတာမဟုတ်ဘူးလက်ရှိကျွနေတဲ့သင်္ကတော်တွေရဲ့ပြီးတော့နောင်ရောက်လာမယ့်သင်္ကတော်တွေကိုယေရှုပြီးတော့ဥပါဒဏ်နဲ့ပုဂ္ဂိုလ်ပေါ်မှာတလကောင်းဤစီပေါ်မှာတလကောင်းဆွေးလမ်းမှုမထားဘဲနဲ့လူတန်းတဲ့ဝိဟာရဒါနကြောင့်အလိုဟာအမွန်မြတ်ဆုံးပါတဲ့ဖယားမရှိသောသင်္ကတော်များကိုဆွမ်းလူတန်းထားထက်တောင်မှ ကြောင်းလူတန်းလာကပုံမှန်မြတ်တယ်။ဘာဖြစ်လို့လဲကြောင်းရှိမှကြောင်းမှနေတဲ့သံဃာတော်တွေရှိမယ်။သံဃာတော်တွေရှိမှတရားလုံငန်းစဉ်တွေပြန်ပွားမှသာသနာတည်မှဖြစ်လို့ပါတဲ့။ကြောင်းရှိပြီးသွားတဲ့အခါမှာနံပါတ်၁ဗုဒ္ဓယရဏတည်င်းသုံးပဲနံပါတ်နဲ့သံဃာယရဏတည်င်းသုံးပဲအဲ့ဒီသံဃာယရဏလို့ခေါ်တဲ့သံဃာတော်တွေဟာစာတက်စာအန်တဲ့အလုပ်တွေတရားအထောက်တဲ့အလုပ်တွေဖျားရှိဖို့ပဋ္ဌာန်းရွက်တဲ့အလုပ်တွေကိုနင်းနင်းညာညာ လုံနေမှာဖြစ်တဲ့အတွက်ကြောင့်ဓမ္မယတနာလေးပဲထိုကြောင့်တော်မှာသတင်း300မရောက်ဘူးလား ရောက်တယ်တဲ့ပေါင်းလိုက်တော့ယတနာသုံးပါးကိုပူဇော်ရာရောက်တယ်ဘာလူတာကလည်းကြောင်းလူတာကဝိဟာရဒါနံသံဃတာအကံဗုဒ္ဓေနဝန္နိတံဝိဟာရဒါနံကြောင့်လူပါယမြတ်တာနာကိုဗုဒ္ဓေနစုစုထွတ်ထွတ်မြတ်စွာဘုရားတို့သည် အကံအကံတိအမျက်ဆုံးရင်လို့ဝဏိတံရှိမွန်းဘောထုတ်သမုတ်အပ်ပြီအမျက်ဆုံးအလူတဲ့ဒီနေ့အဖြစ်သာဝရအလူတဲ့ဘာဖြစ်လို့လဲဒီကနေ့20ဒီကနေ့30ရက်နေ့ထိုင်တော့မိုင်းနော်30ရက်2020နှစ်အောက်တိုဘာ30ရက်နေ့မှာဒီအလူကိုလူလိုက်ပေမဲ့လေးပဲဒူအလူရဲ့တန်ဖို့ဟာနေ့စဉ် မပြတ်တိုးနေမှာဖြစ်ပါတယ်တဲ့လူသားအဲ့ပဲမဲ့လူမအိပ်ဘူးဆိုတာတလို့လူမျိုးကိုပြောတာဘာဖြစ်လို့လဲဒီကြောင့်တော်ကြီးပြီးရင်ဒီကြောင့်တယ်ကြီးရှိနေတဲ့ကသံဃာတော်တွေတည်င်းသွင်းနေသံဃာတော်တွေတည်င်းသွင်းနေတဲ့ကဓမ္မလုံးလန်းဆိုင်တွေဖြစ်ထွက်နေမှာဖြစ်တဲ့အတွက်ကြောင့်မိမိရဲ့လူဟာတနစ်တာအလူမဟုတ်ဘူးသာဝရအလူပါတယ်ပါလို့လေသာဝရအလူဒါကြောင့်ဒီမိုက်တို့ဆန္ဒ တေမောင်နဲ့မိသားစုတို့မှာလည်းပဲဒီကနေ့လူတန်းတဲ့ဝိဟာရဒါနလူဟာသာဝရအလူဖြစ်တယ်တနည်းအားဖြင့်သာသနာပြုအလူဖြစ်တယ်လူတန်းလေလူတန်းဖွေရဝတ္ထုကလည်းမွန်မြတ်တယ်လူခံပုဂ္ဂိုလ်ကလည်းပဲတပါမဟုတ်ဘူးသံဃာမိမိရဲ့တရားကလည်းပဲဖြူစင်တယ်ပုဂ္ဂိုလ်ဆွေနဲ့တခြားအဆွေတွေနဲ့တခြားအကြောင်းတရားတွေကြောင့်ဦးဇင်းတော်ကဂျေဇူးပြုခဲ့လို့ပြန်ပြီးတော့ဂျေဇူးပြုတာမျိုးမဟုတ်ဘဲနဲ့ တကယ်ပြီးယန္တနာသုံးပါးပေါ်မှာယုံကြည်လို့ကြည်ညိုလို့သံဃာတို့တွေမှာယုံကြည်ကြည်ညိုလို့လှူရင်အဲ့ဒါဟာတရားအစစ်ဖြူစင်တဲ့တရားတရားလို့ခေါ်ပြီးတော့လူခံပုဂ္ဂိုလ်အလူပိပုဂ္ဂိုလ်မှလည်းပဲဖြူစင်တဲ့တရားတရားရှိတယ်လူခံပုဂ္ဂိုလ်ကလည်းပဲသံဃာတို့ရှင်သူမြတ်တို့ဖြစ်တယ်လူတန်းလေးပစ္စည်းဝတ္ထုကလည်းပဲဝိဟာရဒါနာကြောင့်လူဆိုမှတော့ဓမ္မဒါနာပြီးရင်ဝိဟာရဒါနာကြောင့်လူကအမှန်မြတ်ဆုံးတို့အမှန်မြတ်ဆုံးတော့လူတို့ဒီကနေ့ သာသနာပြုသူဖြစ်မတော်လူတန်းရပြီလူတန်းလေးရပြီလို့စိတ်ထဲမှာပီတိတွေပွားခြင်းနဲ့စေဖို့ဖြစ်ပါလေဒီမိုင်းနာဒါကြောင့်ဇင်တို့တဲ့အာနဘုဒ္ဓသာသနာနဲ့တွေ့ကြုံခဲ့ဘုဒ္ဓရဲ့တရားတော်များကိုနိုင်ယူခွင့်ရတုံးလေးမှာတို့တွေဟာဆရာတကာလက်တွေ့ညီစွာနဲ့ဆရာကဆရာအလုပ်တကာကတကာအလုပ်ကိုလုပ်ရင်းဒါနကုသိုလ်တွေပြုကြပါမယ်သီလကုသိုလ်တွေလည်းစောင့်တည်ကြပါမယ် ဘောမတဇင်မိမိရဲ့ခန္ဓာငါးပါးယုံနိုင်တဲ့ဘဝပေါ်မှာလည်းပဲတို့ရဲ့ခန္ဓာငါးပါးဒီအနိစ္စမတည်မြင်ဖောက်ပြန်ပြောင်းလဲနေပါဖို့တကားဒုက္ခနာချင်းနေဆက်နေပါဖို့တကားအနတ္တအစုံမရပါတကားဟူရဲ့ဝိပဿနာဉာဏ်ဖြင့်ရှုမှတ်ပြီးသားကာလဟောခြင်းလာခြင်းသိခြင်းကင်းရမြေလိုက်ကံတော့ရောက်နိုင်တော့သူတော်ကောင်းတော့ကိုစီကိုစီဖြစ်နိုင်ကြပါစေတတိအာဒုက္ခဒုက္ခ